ပါခင်ဗျာရေလင်းအောင်ဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Facebook အသုံးပြုတဲ့မိတ်ဆွေတွေအနေနဲ့ကိုယ့်ရဲ့ Facebook account ထဲမှာရှိတဲ့ friend တွေကိုကျွန်တော်တို့ unfriend လို့ block လို့လုပ်ရမှာလို့ပဲနဲ့သူတင်တဲ့ပို့မှန်သမျှကိုယ့်ရဲ့ wall ထဲမှာကိုယ့်ရဲ့ new feed ထဲမှာလာပြီးမပေါ်အောင်လှုပ်ထားလို့ရမယ့်နီလန်းလေးကိုအသာသွင်းရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲကျွန်တော်တခါတရံကြရင်ကိုယ့်ရဲ့ account ထဲမှာရှိတဲ့ Facebook account ထဲမှာရှိတဲ့ဒီ friend တွေကပို့တွေပါတယ်အရန် share အရန်တင်တာမျိုးကြီးကျွန်တော်တို့အရန်မျက်စိနောက်တယ်ဆိုရင်ကျွန်တော်တို့ဒီ block လို့ unfriend လို့လည်းလုပ်လို့မရတဲ့အရန်ရင်းနေတဲ့ငွေချင်းမျိုးတွေဖြစ်နေရဆိုရင်ဒီ ီးတိုင်းလေးကျွန်တော်လှုပ်ထားလို့ရပါတယ်ဒီနီးတိုင်းလေးလှုပ်ထားလိုက်အောင်ねသူတင်သမျှသူ share သမျှပို့တွေအားလုံးကကိုယ့်ရဲ့ new feed ထဲမှာလုံးဝလာပေါ်တော့မှာမဟုတ်ပါဘူးခင်ဗျာပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ Facebook account ထဲကိုတစ်ချက်ဝင်လိုက်မယ်ပေါ့နော် Facebook account ထဲဝင်ပြီးပြီဆိုရင်ကျွန်တော်ဒီညာဘက်ဆုံးအပေါ်ဆုံးမှာပေါ့နော်ဒီ menu button လေးနဲ့ဒီ profile ပုံနေရာလေးရှိရပေါ့နော်အဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာအဲ့နေရာလေးကိုနှိပ်ပြီးပြီဆိုရင်ကျွန်တော်အောက်ကိုနည်းနည်းဆွဲလိုက်ပါအောက်ကိုနည်းနည်းဆွဲလိုက်ရင်ဒီနေရာမှာ setting privacy ဆိုပြီးတော့ကျွန်တော်ဒီ စတင်အိုင်ကွန်လေးနဲ့ပေါ့နော်ဒီစာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာဒါလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနော်ဒါလေးကိုတစ်ချက်နှိပ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာဒီအပေါ်ဆုံးမှာရှိတဲ့ profile ပုံလေးနဲ့ setting ဆိုတာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြရမှာဖြစ်ပါတယ်ဗျာဒီနေရာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြလိုက်ပါခင်ဗျာ စတဲ့ဦးနှိပ်လိုက်ပြီဆိုရင်တော့ကျွန်တော်ဒီတိုင်းပေါ်လိုက်ပြီဆိုရင်အောက်ကိုနည်းနည်းဆွဲလိုက်ပါဗျအောက်ကိုနည်းနည်းဆွဲလိုက်ရင်ဒီနေရာမှာဒီ contact preference ဆိုတာလေးရှိတယ်ပေါ့နော်အဲ့ဟာလေးကိုတွေ့အောင်လိုက်ရှာလိုက်ပါဗျအဲကျွန်တော်ကတော့အခုဒီမှာမြင်တောင်လို့မျှလေးထုတ်ပြပေးထားပါတယ်ဒီဟာလေးပေါ့နော်အကယ်၍မိစေတို့က contact preference ကို Facebook version ကွာနေရာကြောင့်ရှာလို့မရခဲ့တော့ရှိရင်ဒီအပေါ်မှာရှိရဲ့ဒီမှန်မှုပုံစံ search box icon လေးကိုနှိပ်ပြီးတော့ contact လို့ရေးရှာလိုက်ရင်ပေါ်လာပါလိမ့်မယ်ခင်ဗျအဲအဓိကကတော့ဒီ contact preference ကိုတွေ့အောင်ရှာပြီးနှိပ်ပေးလိုက်ပါနော် ဒါလေးကိုတစ်ချက်နေပြီးပြီဆိုရင်ကျွန်တော်ညာ favorite တို့ unfollow site တမျိုးအများကြီးရှိရတဲ့အမှဒီဒီဟာလေးပေါ့နော်အဲဒီ nai icon လေးနဲ့ဒီကောင်လေးကိုတစ်ချက်ရှာလိုက်ပါရှာပြီးကျွန်တော်အဲ့ဟာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဗျဒါလေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်မိတ်ဆွေရဲ့ Facebook account ထဲမှာရှိတဲ့ကျွန်တော်တို့ဒီ ကိုနဲ့ friend ဖြစ်နေတဲ့တကယ်ချင်းတွေရောကို follow လုပ် follow like လုပ်ထားတဲ့ဒီ page တွေရောတန်းစီပြီးတော့ပေါ်လာမှာပဲဖြစ်ပါတယ်ဗျ။အဲဒီလိုမျိုးပေါ်လာပြီဆိုရင်ဥပမာအားဖြင့်ကျွန်တော်ကတော့ sample လုတ်ပြပေးမှာပေါ့နော်။ဒါမြေသူရဲ့မြေဝါရဲ့မဟုတ်ဘူး။ sample လုတ်ပြပေးမှာဥပမာအားဖြင့်ကျွန်တော်တို့အောက်ထဲမှာရှိရဲ့ဒီ friend တယောက်ကိုကျွန်တော်ဆန်းပြပေးမှာပေါ့နော်။အဆန်းသဘောအနေနဲ့ပေါ့နော်။အဲဒီဘက်မှာရှိရဲ့ဒီအဲဒီအောက်ပေါ့နော်။ဒီအောက်ဆိုရင်ဒါဆိုရင်ဒါ ဒီကျွန်တော်ဆံမဲ့နေနဲ့ပြပေးရနော်ဒီမှာဇလင်းပိုင်ဆိုတဲ့အကောက်ကတင်သမားပို့တွေကိုကျွန်တော်တို့ကျွန်တော်ရဲ့ new feed ထဲမှာလာမပေါ်သေးခြင်းဘူးအဲသူ့ကို unfriend လို့ block လို့လည်းမလုပ်သေးခြင်းဘူးဆိုရင်ဒီအနောက်မှာရှိရဲ့ဒီ cloud ကလေးပေါ့နော်ကျွန်တော်မျှလေးထုတ်ပြထားတဲ့ cloud ကလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဗျာ ဒါလေးကိုတစ်ချက်နှိပ်လိုက်ရင်ဒီလိုမျိုးလေးပြောင်းသွားလိမ့်မယ်ပေါ့နော်အဲဒီလိုမျိုးလေးပြောင်းသွားပြီဆိုရင်တော့ရပါပြီဗျာနောက်ထပ်အကောက်တွေကိုလည်းဥပမာအဖြစ်ဒုတိယတကောက်ဖြစ်တဲ့ဒီဟိန်းဆက်နိုင်ဆိုတဲ့အကောက်ကိုကျွန်တော်ဒီနီးတိုင်းလေးတူတင်တဲ့ပို့တွေကိုကျွန်တော်ရော်တဲ့ကိုလာမပိုးသေးခြင်းဥစဉ်အဲဒီ cloud ကလေးကိုထပ်ပြီးနှိပ်လို့ရပါတယ်ဗျာအဓိကကတော့ဒီနေရာကိုရောက်သွားပြီဆိုရင်ကိုယ့်အကောက်ထဲမှာ friend ဖြစ်နေတဲ့တငယ်ချင်းတွေရောကို follow like လောက်ထားပြီးတွေရောအကုန်တန်းစီပေါ်လာမှာဖြစ်ပါတယ်ဗျာအဲ့ဒီထဲမှာကို new feed သူတို့ရဲ့ new fee ကိုဝော်တဲ့လာမပေါ်စီခြင်းတဲ့သူတွေကိုဒီ back clock လေးလိုက်နေပြရမှာဖြစ်ပါတယ်အကယ်၍ကိုကပုံမှန်အတိုင်းပဲပြန်ပြီးတော့ပေါ်စီခြင်းနဲ့ဆိုရင်တော့ဒီဟာလေးကိုဒီမှာပြောင်းသွားတဲ့စာလေးပေါ့နော်ဒီဒီ end ဆိုတဲ့ဒီဟာလေးကိုတစ်ချက်ထပ်ပြီးတော့ပြန်နှိပ်ပြီးလိုက်အောင်ပါဗျာဒီလိုမျိုးလေးနှိပ်လိုက်ရင်တော့ဒါပုံမှန်အတိုင်းပြန်ပြီးပေါ်လာမှာပဲဖြစ်ပါတယ်ဗျာအဲကျွန်တော်အခုပြပေးခဲ့တဲ့နီလန်လေးကတော့ဒါ blog တွေ and friend တွေလုံးဝလှုပ်ရှားမလို့ပဲနဲ့ကိုကောက်ထဲမှာရှိတဲ့ friend တွေတင်သမ ्या ပို့တွေကိုဝော်တော့တွေကိုလုံးဝလာမပေါ်အောင်လုပ်လို့ရမယ်နီလန်လေးပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်လည်းဒီဥချင်းတွေကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ျွန်တော်ရဲ့ Yelian Blog ဆိုတဲ့ Facebook Page နဲ့ YouTube မှာညနေ9:00နာရီတိုင်းကျွန်တော်ဗီဒီယိုသစ်တင်နေတိုင်းပြန်ပြီးတင်ပေးနေပါပြီခင်ဗျာဗီဒီယိုလေးကိုအဆုံးထိရှိပေးကြတဲ့အတွက်ဒုက္ခင်းတွေကိုထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ